ကြီးရဲ့ဒီနေ့ကနောက်ဆုံးခီးပါခင်ဗျာဟိုဆရာကြီးကမလဲသွားခဲ့ဘူးဆိုရင်ပေါ့နော်ဒီကြောရိုးစစ်နံပါတ်၄နဲ့၅ကြားမှာ spinal cord ပေါ့ကြောရိုး nerve ချိုးတာမထိခဲ့ဘူးဆိုရင်ဆရာကြီးကကျိန်းနေပါလေအသက်တရာတောင်ကြုံမဲ့ထင်ပါလေအခုကတော့အဲ့လို spinal cord ထိတဲ့အတွက်ကြောင့်သူ paralyze လက်တီခြေတွေကလည်းမလုံနိုင်တဲ့အနေအထားနဲ့အလုံး၁၇လလောက်ခံခဲ့ရပါတယ် ျွန်တော်အဆိုးရရှိလို့မထိုင်နိုင်ပါဘူးအဲ့မလည်းတော်လိမရှိပါဘူးကျွန်တော်ဆရာမလို့ဒါတော့လာပြုချင်တယ်ရအောင်လာတာပါဆရာခေါင်းရသူကိတိရောက်ရှိပါစေဆက်နေပြပါလေ ဆရာဦးသိန်းနိုင်ကတော့ကိုဖုန်းခုနပြောတဲ့ဥစ္စာလေးပါပဲကိုဖုန်းဆက်တဲ့ခါတိုင်းဆရာနေကောင်းရလားဆိုရင်အာငါစာသင်နေရရင်ဒီကောင်းတာပဲกว่าဆိုတော့တကယ်ပဲသူစီသွားတဲ့ခါကျလည်းသူ online နဲ့စာသင်နေတယ်အဲသူကအဲတနည်းအားဖြင့်ဆိုရင်တော့သူကဒီစာသင်ခြင်းဆိုတာကိုကသူ့ရဲ့ရှင်သန်ခြင်းပဲပေါ့အဲအဲ့ဒါဟာဆရာရဲ့အရေးကြီးဆုံးချက်ပါပဲဒါပေမဲ့အဲ့သူ့ရဲ့ရှင်သန်ခြင်းဟာလူငယ်တွေရဲ့ရှင်သန်ခြင်းဖြစ်နေတဲ့အတွက်ကြောင့်မို့လို့အဲဒါကိုတို့ကတော့ဖြစ် ဆရာရဲ့ဒီလုံလဝရိယကိုဟိုမမေ့နိုင်တော့ပါဘူးအဲ့တော့ဟိုဖျားတဲတာကြောင်းဆောက်တာကုသိုလ်ရပါတယ်အဲ့လိုပဲလူငယ်တွေရဲ့ရင်ပတ်ထဲမှာပေါ့ညီမသာချစ်တဲ့စိတ်ညီမသာကိုလေးစားတဲ့စိတ်အဲဟိုကြီးပြောရင်တော့ကိုတိုင်းပြည်ကုလူမျိုးကုစားပေးပေါ့နော်ဒါပေမဲ့အမှန်တော့အဲ့ဒါဘယ်ကနေစရမှာလဲဆိုခုနကလေးတွေရင်ပတ်ထဲရစရမှာဆိုတာတီလဲတီတီတီတလူအများကြီးလောက်သွားနိုင်ပါတယ်နော်အဲ့တော့ဆရာရဲ့ဂျေဆုက ်ယူနိုက်ချိန်ပါပါတယ်ကျွန်တော်ကလည်းလည်းနေကလုံးမှာဒီမှာဇာတိကတိသုံးတခဲတော့ဒီနေ့ကျွန်တော်တို့တန်းတဲ့ကိုဆရာကြီးဥစ္စာတို့သူ့လက်ချာတော်ဝင်လာတယ်သိမ့်နိုင်တော့ကဘုရားဝပြောတဲ့ကသိမ့်နိုင်တော့က ကျွန်တော်မမနေနဲ့ပါနေတော့ကွဲပြီးနေမှတို့ကျွန်တော်အဆိုးရရှိလို့မထိုင်နိုင်ပါဘူးအဲမလည်းတော့လည်းမရှိပါဘူးကျွန်တော်ဆရာမလို့ဒါတော့လာပြုတ်ကျင်နေရောက်အောင်လာတာပါဆရာခေါင်းရသူကနေရောက်ရှိပါစေဆက်နေပြပါလေတကယ်မြန်မာပြည်ရဲ့ထိတ်တန်းဆရာကြီးတွေနဲ့တန်းတူ ဆရာလေးကိုဆက်ဆံပေးတယ်ပေါ့နော်အဲ့ဒါကြောင့်ဆရာလေးကဝင်ဝင်လေးအများကြီးရရှိခဲ့တယ်ဒါကြောင့်မိသားစုကို အေးအေးချမ်းထားပြီးတော့တီလိုဘွားကိုရှောက်လန်းနိုင်တာလေမိသားစုကိုလည်းထားခဲ့လို့ရတာပေါ့နော်ဒါကြောင့်ဆရာကြီးကောင်းမွန်တဲ့ပုံဘဝမှာစံစားမယ်လို့လည်းယုံကြည်တယ်ရင်းတဲ့မြင့်တဲ့ဌာနတွေမှာလည်းခံစားစံစားနိုင်ကြပါစေဆိုပြီးတော့ဆရာလေးကဆုတောင်းမေတ္တာပို့သပါတယ်မေတ္တာပို့အများဝေပါတယ်ဆရာကြီးရဲ့ဒီနေ့ကနောက်ဆုံးခီးပါခင်ဗျာဟောဆရာကြီးက မလဲသွားခဲ့ဘူးဆိုရင်ပေါ့နော်ဒီကြောရိုးစစ်နံပါတ်၄နဲ့၅ချားမှာ spinal cord ပေါ့ကြောရိုး nerve ချိုးတာမထိခဲ့ဘူးဆိုရင်ဆရာကြီးကကျိန်းသေးပါတယ်အသက်တရာတောင်ကြုံမဲ့ထင်ပါတယ်အခုကတော့အဲ့လို spinal cord ထိတဲ့အတွက်ကြောင့်သူ paralyze အဲ့လက်တီခြေတွေကလည်းမလုံနိုင်တဲ့အနေအထားနဲ့အလုံး၁၇လလောက်ခံခဲ့ရပါတယ်အဲ့တော့ဆရာကြီးနေနေတော့ ပြောမယ်ဆိုရင်ဒီဝိထုခါကတော့သူနေနဲ့လွတ်သွားတယ်လို့လည်းပြောလို့ရပါတယ်။တတ်နိုင်သမျှတရားတွေမှတ်ရင်းနဲ့ဆရာကြီးကညာအလင်းတွေပွင့်တယ်လို့လည်းကျွန်တော်တို့ယုံကြည်ပါတယ်။နောက်ဆရာကြီးကမသေးခင်မှာလည်းသူသေဖို့အဆင်သင့်ဖြစ်နေပါပြီ။သေဖို့မကြောက်ပါဘူးထီအောင်သူပြောခဲ့ပါတယ်။အခုသေတဲ့အခါမှာလည်းပျော့ပျော့ပြောင်းပြောင်းဖြစ်တာလည်းတွေ့ရပါတယ်။ဒါအားလုံးဆရာကြီးရဲ့တပည့်တွေအားလုံးကလည်းဒါဆရာကြီးက ကောင်းရာဘုံဘဝရောက်ပြီဆိုတဲ့ဟာကိုအားလုံးကလေယုံကြည်ကြဖို့ပြောတာပါမြမသာကိုမြမညိုလိုချစ်မြညိုတဲ့မြမသာဘွဲရတဲ့အလူပညာသမားတယောက်နဲ့ရှန်ထွန်းမြမသာရဲ့လို့ကျွန်တော်အလူပညာလောကတွေမှာရက်တည်ခဲ့ပါအဲ့တော့ဆရာကြီးရဲ့နောက်ဆုံးခီးမှာဆရာကြီးကိုဂါရဝပြုလာရဖို့နှုတ်ဆက်ရင်လည်းလမ်းပါပဲ တော့ဆရာကြီးအတွက်ကြိုးစားပြီးတော့ချက်ချင်းပဲကြပြတမှုရေးသားခဲ့ပါဘုရားရှင်ရှာဖွေချက်နဲ့ဘဝတတ်တယ်များစိတ်ထူနေကြတော့တပည့်များစွာရဲ့ဒီပါလူစီရာကျွန်တော်တို့များအထူးမစိမ့်နိုင်ဘူးကျွန်တော်တို့ရဲ့စီ Oh. No.